တိုက်ခိုင်းဝင်ထားပြီးပြီပရာဟိတရတဲ့အလူငွေတွေနဲ့မုတ်ဘိုးတွေနဲ့တိုက်ခိုင်းဝင်ထားပြီးပြီပရာဟိတလုတဲ့ကောင်နေဘာကြောင့်ပရာဟိတလုလဲဆိုတာဒီလောက်ဆိုတော့ဘောပေါက်မှာပါဒီကောင်နေပတ်ဆိုင်ရလို့လုံနေတာပတ်ဆိုင်မရဘူးသူကမလုဘူးသူတို့အလုပ်ကိုပြစ်ပြီးတော့ပရာဟိတကဘူးကမလုဘူးပတ်ဆိုင်ရလို့လုံနေတာကုတုနဲ့ကိုပါရှိကဒီကောင်နေကပတ်ဆိုင်အလူကန်လို့ရှိရင်အလူရှင်နံပဲဘယ်တော့မှမပြေဘူးဒီအောင်ကြီးကအလူရှင်လိုအပ်တဲ့နေရာမှာရော့30 30အဲ့လိုပဲပြီးတာအလူရှင်နံပါတ်မပြောဘူးဘာကြောင့်လဲသိလား ။အဲ့မခင်ဗျားတို့ကိုယ့်အောင်စဉ်းစားဖို့ဘာကြောင့်လဲဆိုတာ။အဲ့တော့တကယ်တော့မစ္စတာသွားပြိုင်မှာဆိုရင်ဒီမစ္စတာနဲ့ပတ်သက်တဲ့တခြားထဲလန့်နေတခြားကိုကြီးကိုသေးတွေမေးရမှာပေါ့။ပြိုင်ပွဲခြေနေတွေကိုမေးရမှာ။အဲ့ဒါတွေကိုမမေးဘဲနဲ့လော်ကြီးတဲ့ကိစ္စကိုပဲအဓိကထားပြီးတော့မေးနေတာကဘလို့အထိတ်ပဲ။ပျော်တင်တာပဲဖြစ်ဖြစ်စောက်ခွက်ပြောင်ပြီးတင်တာပဲဖြစ်ဖြစ်ဒါမျိုးကလှုပ်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးเนาะမင်္ဂလာပါ ကျွန်တော်ကွီးစော်ပါထုံးစံတိုင်းပဲဗီဒီယိုလေးအတူတူကြည့်အောင်တချို့ကျွန်တော်အဲ့အရာတွေကိုပြန်စိတ်ပြီးမှတင်ကြရတယ်ပေါ့နော်တင်တဲ့အခါကျတော့အဲ့အရာလေး screenshot ရေးရပြီးတော့အကိုကြီးဒါအစ်စ်လားအော်ဘယ်လိုပြပေးလို့ရလဲပေါ့ဘယ်လိုပြမလဲအဲ့အဲ့လိုမျိုးတော့လာမေးကြရတယ်လူရှိရခင်ဗျလေးများလည်းမရှိဘူးယောက်ျားလေးများလည်းမရှိဘူး50 50လောက်ပဲထင်ပါတယ်တကယ်များမယ်ဆိုရင်တော့ကျွန်တော်အထင်ယောက်ျားလေးဖန်များမယ်နဲ့ယောက်ျားလေးက60ဆိုရင်မိန်းကလေးက40လောက်တော့ရှိတယ်ခင်ဗျာကျွန်မတို့တိုးရတာပေါ့နော် ဒါလည်းခင်မမှုအစားပဲပေါ့နော်။ဒါကကိုယ်ချစ်ပေးလို့လာမေးရလို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျာ။ဒီလူကြောင့်ကိုယ်မယုံနဲ့တူတယ်။ဟုတ်တယ်သူတို့တော်တော်မယုံဘူး။ကျွန်တော်ကတော့အလိုကြီးတိတိနာမည်ကြီးအောင်မျိုးရိုက်တာမျိုးတော့မရှိဘူးခင်ဗျာ။ဘာလို့လဲဆိုတော့ဒီမျိုးအမျိုးပေါ်တော့ကျွန်တော်တို့ new app တို့ဘာလို့ကတောင်းတောင်းက body app တို့ဘာလို့ကတော်တော်များရိုက်နေကြပါလေနော်။အာကျွန်တော်လည်းရိုက်တဲ့အခါမှာကျွန်တော်တန်းစားဘာပြောအလိုဖြစ်လဲတော့မတည်ဘူးခင်ဗျာ။ဟိုလိုမျိုးကြီးတိတန်ကြီးရိုက်ထားထည့်ထားမျိုးတော့မဟုတ်ဘူးခင်ဗျအတိကအဲ့ဒီကင်မရာ lighting လေး contrast လေးတွေပြီးရခါကျွန်တော်တို့သုံးတဲ့ပိတ်စလေးတွေ အားကြောင့်ပါပဲပိတ်စားတော့မပါဘူးခင်ဗျာတို့ကနည်းနည်း bling bling နဲ့ဖဲပိုဖဲစားပုံစံမျိုးဆိုတော့အဲ့လိုလေတို့ကနည်းနည်းလေးအကြောင်းထားလို့ရှင်တော့ပိုပြီးကြီးတဲ့ပုံစံပေါ်တယ်လေအားကြောင့်ပါအဲ့တော့မြန်မာနိုင်ငံကမီဒီယာတွေကဘလို့များဖြစ်ကြတာဘာလို့မေးတာမေးတဲ့သူကလည်းမေးရတယ်လို့ဖြေတဲ့သူကလည်းဖြေရတယ်ပေါ့ဗျာနော်အဲ့တော့တကယ်တော့မစ္စတာသွားပြိုင်မှာဆိုရင်ဒီမစ္စတာနဲ့ပတ်သက်တဲ့တခြားထဲလန့်နေတခြားကိုကြီးကိုသေးတွေမေးရမှာပေါ့ ပြန်ပွဲခြေနေတွေကိုမေးရမှာအဲ့ဒါတွေကိုမမေးဘဲနဲ့လော်ကြီးတဲ့ကိစ္စကိုပဲအဓိကထားပြီးတော့မေးနေတာကဘလို့အထိတ်ပဲဒီအင်တာဗျူးတွေကို ကြည့်ရမှာကဒါရှက်စရာတွေပဲဗျအဲ့တော့ရှက်စရာကိုရှက်ရကောင်းမှမသိကြောက်စရာကို ကြောက်ရကောင်းမှမသိဒီဒီအော်တပမရှိတဲ့အရှက်အကြောက်ကင်းတဲ့အင်တာဗျူးတွေလို့ကျွန်တော်ကထင်ပါတယ်ရွေမြောက်သေးတဲ့ကလေးတွေကိုဒီလိုအင်တာဗျူးတွေဘလို့ပြအဲ့တော့လော်ကြီးတာကိုအဟုတ်ကြီးလုတ်ပြီးတော့ ဖြူးနေတာဆက်ကြည့်အောင်ကျွန်တော်ကျွန်တော်ကိုချစ်တယ်ဖြစ်စေမုန်းတယ်ဖြစ်စေကျွန်တော်ကတော့မေတ္တာထားပါတယ်ခင်ဗျာကျွန်တော်ကချစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲသူတို့ကျွန်တော်ကိုစ조사ပြီးဝေဖန်ပေးတာနဲ့တင်ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာဘလို့ပြောမလဲကျွန်တော်လည်းအဲ့ဒါကြတော့အဲကျွန်တော်နောက်ရိုက်ထားတဲ့ဖိုတိုရှူလေးတွေတော့တရားရှိတယ်ခင်ဗျာအားလေးကြတော့အားလေးကြည့်တော့တိတဲ့လူကတိတိလိမ့်မယ်ခင်ဗျာကျွန်တော်ရှင်းပြရတာခက်တယ်เนาะဟုတ်တယ်ခင်ဗျာနည်းနည်းမင်းတဲ့သူကလည်းเนาะအဲ့ဒါကြတော့လေရှင်းပြရတာခက်တယ်เนาะမင်းကလေးအတန်နဲ့ ကြလဲရှင်းပြရတာခက်တယ်နော်အဲ့တော့အဲ့ဒါကြီးကြီးနေတော့ကဘာဖြစ်လဲကွာဘာဖြစ်လို့လဲ public ကြီးမှာဓာကြီးရဲ့အကြောင်းကိုဖြေတဲ့လူကလည်းဓာကပြုတ်ပြင်ထားတာမဟုတ်ပါဘူးဆေးထိုးထားတာမဟုတ်ပါဘူးဓာ original ကြီးပါပေါ့ကွာအဲ့ဒါကြီးကိုအာပေါင်းအရင်တန်တန်နဲ့ဖြေတဲ့သူကလည်းဖြေတယ်မေးတဲ့သူကလည်းမေးတဲ့သူကလည်းအားကြီးနဲ့မေးတယ်ဘလို့ဖြစ်နေကြတာလဲ အော်ကျွန်တော်ဘောနော်အဲ့ချက်ပေါက်ဘောနော်အဲ့ပုံညူဘောနော်တချို့ကျောအဲ့အရာတွေကိုပြန်စေပြီးမှတင်ကြရတယ်ဘောနော်တင်တဲ့အခါကျတော့အဲ့လေး screenshot ရေးရပြီးတော့အကူကြီးဒါအစ်စ်လာဘလို့ပြပေးလို့ရလဲဘောဘလို့ပြမလဲအဲ့လိုမျိုးတော့လာမေးကြရတယ်လူရှိရခင်ဗျာကျွန်တော်လာ sticker လောက်ပဲပို့လိုက်တယ်ခင်ဗျာ sticker လောက်ပဲအဲကျွန်တော်ကျွန်တော်ရုပ်နဲ့ဖန်တီးတဲ့ sticker လေးရှိရလေအသေးပုံလေးပါလေအဲ့လိုရည်ရဲဟာလောက်ပဲကျွန်တော်ပြန်ပို့ပေးလိုက်ပါခင်ဗျာ ဟုတ်တယ်ခင်ဗျာဘယ်လိုမျိုးပြောချင်တာရှိလဲဆိုတဲ့ခါကျတော့ကျွန်တော်အဲ့လိုမျိုးကြီးတိတန်ကြီးပြောချင်တာမျိုးတော့မရှိပါဘူးခင်ဗျာအဓိကကတော့ဟိုသူတို့နဲ့ကျွန်တော်နဲ့ပုံမှန်ခင်မင်မှုခင်မင်မှုတိုးရတာပေါ့နော်ဒါလည်းခင်မင်မှုအစပဲပေါ့နော်အဓိကကိုချစ်ပေးလို့လာမေးရလို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျာတိတန်ကကိုမယုံနဲ့တူတယ်ဟုတ်တယ်သူတို့ကတော်တော်မယုံတာမေးတဲ့သူကလည်းမေးရတယ်နော် ဖြေတဲ့သူကလည်းဖြေရဲပါတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံကမီဒီယာတချို့ပါ အကြောင်းမရှိအကြောင်းရှာလော်ကြီးတာကိုပါဇန်းတင်ပြီးတော့အင်တာဗျူးလုပ်ရတယ်လို့ဗျာနော်တကားမှလည်းမကြားဘူးပါဘူးလော်ကြီးတာကိုအင်တာဗျူးလုပ်ပြီး public မှာချပြရဲလောက်တဲ့အင်တာဗျူးမျိုးကိုတော့အခုမှပဲတွေ့ဘူးပါပြီပေါ့အဲ့တော့ဒါတွေကအရေးအရာမှမဟုတ်တာပဲဗျာတကယ်တမ်းမစ္စတာသွားပြိုင်မဲ့သူက လော်ကြီးနေတော့ဘာထူးမှာလဲအဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာဘာတွေလွဲနေတာလဲပေါ့တကယ်တမ်းရေချင်းအစ်စ်မှန်နေတကယ်တမ်း စကီတွေတကယ်တမ်းလိုအပ်တဲ့ကိုရီကိုသွေးတွေကနောက်ရောက်ပြီးတော့ဘာမဟုတ်တဲ့စောက်တလွဲတွေကိုဇန်းတင်တင် ပြီးတော့အင်တာဗျူးရတာအမောပေါ့ကြည့်ဟုတ်ပါပြီနောက်ထပ်ဗီဒီယိုလေးကိုလည်းဆက်ကြည့်အောင်လွန်ခဲ့ပြီးတော့စေမောင်မဆက်ကျဲတော့ဘောနော်အမေတကယ်တမ်းဘုံမတော်ပြောချင်တာပေါ့တကယ်ဘုံမတော်ရဲ့အမှုပညာကိုလေးစားတယ်ပေးစားပြီးဆိုတော့ရဲ့အမှုပညာကိုလေးစားရဆိုလို့ရှိရင်မီးလေးဆက်တာဖွင့်ပေးပါအောင်စကားပြောနိုင်တယ်ခုဆိုလို့ရှိရင်ဒီစက်တလာပိုင်းကုန်တာနဲ့ဘုံမှန်ကျမ်းမာရေးကြောင့်ဒီ းဘားဒီမှာဆိုတဲ့အလုပ်ကိုခုနနားတော့မှဖြစ်ပါရဲ့အဲ့တော့မနားခင်မှာဘုကဘောနောပြောရတဲ့ဖြစ်ချက်ကအဲ့ဒီစကားလေးလေးစားနေချိုးပြီးပါတယ်။ဒါကြောင့်မို့ပိတ်တကူကိုယ်ကလည်းလေးစားသလိုပရိသတ်ကလည်းအစောရဲ့ပုံမှာလေးစားမှုတွေ၊ဂျမ်းမိုးထားမှုတွေရှိနေပေးစေချင်တာပေါ့နော်။ဒါကြောင့်မို့တကယ်အမှုပညာကိုအားပေးရဆိုရင်လက်ထဲကို90ပဲဖြစ်ဖြစ်100ပဲဖြစ်ဖြစ်လေးလေးစားစားလေးနဲ့လက်ထဲကိုထည့်ပြီးရွှေချတာပဲလိုချင်ပါတယ်။ စင်ပေါ်မှာကျင်းတဲ့ပတ်စံတော့မလို့ကျင်းတာဘူးလို့နော်အဲ့တော့ဒီပတ်စံတော့ကမရှိပါဘူးဟိုဒီအမဆောက်နေတဲ့ကိုဆိုပြီးတော့ပြောရမယ်ဘာလို့ဆိုတော့ဘာလို့ဟုတ်ရဟုတ်ရတော့ရိုးရိုးနေနေပေးတာဒီစင်းစားနဲ့ပေးတဲ့ဟာတွေကဟိုဘယ်ညာမျိုးမှာဟိုဆယ်သိန်းမဖြစ်နေဖြစ်နေပေါ့သိန်းတရာပဲဖြစ်နေဖြစ်နေမယူပါဘူးရှင်နော်အဲ့တော့အဲ့ဒါလေးအဲ့လိုစိတ်ကြေချဖို့ပါအဲ့ဒါပေးချင်တယ်အဲ့တော့ဒါကတော့ဘာမှအဆိုတော်ကတခြင်းဆိုတာကို ပဆန့်ပေးတာရိုးတန်းလက်ထဲကိုမပေးဘဲနဲ့စင်ပေါ်မှာကျဲပလိုက်ပြီးတော့ပေးတာပေါ့အခုနောက်ပိုင်းဒီလိုပြဿနာတွေခဏခဏတွေ့ရတယ်ဗျအဲ့တော့အဆိုတော်ကြီးတွေတောင်မှတချို့ဘားတွေမှာလိုက်ဆူနေတဲ့ခစ်အနေထားမျိုးဖြစ်နေတယ်ဗျအဲ့တော့ကျွန်တော်တို့ဟိုးရင်တော့ကဘီယာဆိုင်တွေမှာ စင်တင်ဆိုတဲ့ကိစ္စပေါ့အဲ့တော့စင်တင်ပေါ်မှာကောင်မလေးတွေကတချင်းကောင်းကောင်းမဆူတက်ဖက်နဲ့တက်ဆူကြတယ်အဲ့ဒီဟာကို အောက်ကစူးချခြင်းနဲ့ငနေသားတွေမူယူနေတဲ့ကောင်တွေကဘလို့စူးချရလဲဆိုတော့ပန်းကုံလေးတွေဝဲဝဲပြီးတော့ခေါင်းမှာတော်တော်ဆွတ်ကြတယ်ဗျအဲ့တော့အဲ့ဒါကတော့မှပို့ပြီးတော့အခုထက်ယဉ်ကျေးနေသလားလို့ဒါကျွန်တော်ထင်တာပါเนาะအဲ့တော့ဆိုလို့ရှိရင်ပတ်စံရော့အင့်ဆိုပြီးတော့သွားပေးလို့မရအောင်ပန်းကုံလေးကိုဝဲပြီးတော့မှပန်းကုံလေးသွားဆွတ်ကြတယ်အဲ့တော့ကဘီယာဆိုင်ယဉ်ကျေးမှုကစင်တင်ယဉ်ကျေးမှုကအဲ့တော့ကပို့ပြီးတော့ ပူရင်ကြီးသလားလို့ဗျာနော်အခုကျတော့အစိုးတော်ကြီးတွေတောင်မှဘားတွေမှာတချင်းသွားဆိုတဲ့အောက်ကလူတွေကလည်းအိန္ဒိယမရှိတိတ်ခါမရှိစင်နာထီသွားပြီးတော့ဒုဒုဒဒန်နေကတယ်ပြီးတော့ပတ်စံတွေကို စင်ပေါ်ကိုကျဲပြီးတော့ပစ်ပြီးတော့ပေးတယ်အပစံတွေအထုတ်လိုက်ကြီးပေးတယ်အဲ့တော့ဒါကဒါက respect မရှိတဲ့ပုံစံလို့ကျွန်တော်ကတော့ယူဆတာဗျအခုနောက်ပိုင်းဘားတိုင်းဘားတိုင်းမှာတွေ့နေရတယ်အဲ့တော့ကိုချစ်တဲ့အမှုပညာရှင်ကို ဆူချတဲ့ပုံစံမျိုးမပေါက်ဖဲနဲ့ကိုမူယူပြီးကဖို့လာဖြော်ပြတဲ့သူကိုယွန့်အင်းဆိုပြီးတော့ပေးတဲ့ပုံစံမျိုးပေါက်နေတာပေါ့ဟောတကယ်လဲဆူချခြင်းနဲ့ဆိုလို့ရှိရင်ဟိုးရင်ခစ်တွန်းကလိုမျိုးပဲဘီယာဆိုင်နေစင်တင်နေမှာသုံးတဲ့ပန်းကုန်းပုံစံမျိုးလေးတွေနဲ့သွားတင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပတ်စံကြီးအတုံးလိုက်ခဲလိုက်ကြီးတွေပစ်ပေးတာတွေလက်ထဲထည့်ပေးတာတွေက respect မရှိတဲ့ပုံစံတွေဗျာရိုင်းတဲ့ပုံစံတွေပေါက်ပါတယ် အမြင်မတော်တဲ့ပုံစံတွေပေါက်ပါတယ်မူမူယူနဲ့အဲဒီလိုမျိုးပစ်ကျဲွားတာတို့ခေါင်းပေါ်ကိုပစ်ပြီးတော့ပေးလိုက်တာတို့ကျဲချလိုက်တာတို့ဆိုတာအတိတ်ပဲမှမရှိတာအဆိုတော်အတွက်လည်းတိတ်ခါကြတယ်ဗျဒီလိုမှမဆိုရင်လည်းအဆိုတော်တွေကစိုးစရာနေရာမရှိတော့ဘူးဗျအဲ့တော့ဒါကျွန်တော်ကတော့အကောင့်ဘက်ကနေထောက်ပြခြင်းဖြစ်ပါတယ်ဗောနော်အဲ့တော့ထိခိုက်စေခြင်းတွေဆန္ဒမရှိပါဘူးဒါကျွန်တော်အကောင့်မြင်တဲ့စိတ်ပါနော်အဲ့တော့အဲ့လိုမျိုးလေးပန်းကုံးလေးတွေနဲ့ဖြစ်ဖြစ်မှလက်ကင်ပန်းစည်းလေးတွေနဲ့ဖြစ်ဖြစ် စုချတဲ့ပုံစံကိုပြောင်းလဲပြီးတော့အသုံးပြုတင်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။အဲလိုမှမဟုတ်ဘူးဆိုဒီလိုမျိုးပြဿနာတွေကြုံလာရအောင်ပါပါ။တချို့အဆိုတော်တွေကလည်းမလွဲတာမရှောင်တာယူကြရပေမဲ့ဒါကြီးကတော့ရုပ်ပေါက်လွန်းပါတယ်ကနော်။ရုပ်ပေါက်လွန်းပါတယ်။ပြီးတော့မူးလာပြီဆိုလို့ရှိရင်ဗျာပြောရဆိုတာအင်မတန်လက်ပေါက်ကက်တဲ့သူတွေကြီးပါပဲ။လှုပ်ချင်တာလှုပ်ခွင့်ပေးထားပြီးတော့မှဒါမျိုးကတော့မကြိုက်ပါဘူး။ဒါမျိုးကတော့လက်မခံနိုင်ပါဘူးဆိုတာမျိုးကကလေးကလာဆန်သွားတာပေါ့။အဲ့တော့ မြန်မာပြည်မှာလွှဲနေတဲ့အလွဲလေးတွေပါပဲဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုလေးဆက်ကြည့်အောင် Hey yo Bobby this shit banging This is the whole hope Need to talk Mama get the old sir early to the boy with my power I know ooh lava Jen Kara hope Tam ya da 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 အဲ့တော့ပထမတော့ကျွန်တော်ဒီဗီဒီယိုကို တွေ့တဲ့အချိန်မှာ မပြောတော့ဘူးလို့နေတာပါ။ဒါပေမဲ့ဒါတွေကိုခဏခဏလွတ်ပေးထားရင်ဒီတက်ပိုဆိုးလာတော့မယ်ဗျ။အ ဒါသင်္ကန်းတော့မဟုတ်ဘူးဆိုတာသိပါတယ်လိုက်ကာလိုမျိုးပိတ်ဆကို သင်္ကန်းလိုဝစ်ပြီးတော့တက်တော့မှာတက်ပြီးတော့ရွာတယ်ပေါ့နော်ရွာတယ်ပေါ့အဲ့တော့ကိုလိုင်းပေါ်ကိုတင်တယ်ဗျာအပျော်တင်တာပဲဖြစ်ဖြစ်စောက်ခွက်ပြောင်ပြီး တင်တာပဲဖြစ်ဖြစ်ဒါမျိုးကလှုပ်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးနော်အဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အထီးခိုက်မခံတဲ့ကာလတွေမှာဖင်ရတာက ကြည်ရဖို့လိုပါတယ်နော်ဒါကိုတွေးလိုက်တဲ့အချိန်မှာ စိတ်ထဲအဆင်မပြေလို့ပြန်ပြီးတော့ဝေမျှလိုက်ပါတယ်အဲ့တော့ဒါကိုဘလို့ဖြေရှင်းမလဲတာဝန်ရှိတဲ့သူတွေဒါတွေကိုဒီတိုင်းပဲလွတ်ပေးထားတော့မှာလားအဲ့တော့တစ်နေ့တခြားပေါ့လို့ပဲသားဆန်လာတဲ့အောက်တန်းကျလာတဲ့အပြုတ်မှုတွေကိုတိုင်းပေါ်တင်တင်လာတဲ့ကိစ္စကလည်းလွဲနေတဲ့အလွဲတွေပါပဲဒီ view fan လေးတွေကလူကတော့အတန်းရှင်းလိုချင်တာပဲလားပွဲရှာတာပဲလားတော့မသိဘူးဗျအဲ့တော့သူပြောထားတာလေးတွေကိုအရင်ဆုံးနားထောင်ကြည့်အောင် ။ဒါကြောင့်ပရဟိတအောင်အယူမှုလုပ်နေတယ်။ဒီကောင်တွေကလူတစ်ယောက်ကအလူငွေထည့်လို့ရှိရင်ပုံသိမ်းခဲ့လို့ရှိရင်သူတို့လမ်းစိကြီးကိုတောင်းနေဖို့ဆိုပြီးတော့ပြီးတန်တော့ပြီးတန်မဖို့ဆိုပြီးတော့လေးငါးပေါင်းပေးရတယ်။ဥပမာ၁၀ယောက်လောက်ကအလူငွေထည့်လိုက်မယ်ဆိုသူတို့တော့ကို၃လေးငါးကိုက်သွားပြီ။နော်။နေရတော့ရပြီမှာ၃လေးလေးကကိုက်သွားပြီဒီကောင်းလေးတလဝင်ငွေဆိုလို့ရှိရင်ဒီကောင်းလေးပိန်းနဲ့တဲ့သိန်း၃၀တာရှိတယ်เนาะဒီကောင်းလေးဘာကြောင့်ပရာဟိတလုံးကြီးလဲဆိုတာအများကြီးလောက်တဲ့ဘောပေါက်မှာပေါ့ ဒီနဲ့ကောင်ကပဓာဏိတာလုပ်တယ်ဆိုပြီးတော့အရှင်သုမကြီးနဲ့ပတ်စံရလို့လုပ်နေပတ်စံရလို့ပတ်စံမရလို့ရှိဘူးဒီမှာပဓာဏိတာမလုပ်ဘူးနော်ကိုယ့်အလုပ်ကိုပြစ်ပြီးတော့ဘယ်သူမှပဓာဏိတာမလုပ်ဘူးပတ်စံနေရလို့ကောင်လုပ်နေတာဒီကောင်နေဝင်ကဦးနာပြုတ်တဲ့အချိန်မလားနှစ်တန်းနဲ့30ဆားမှရှိတယ်ပုဒုဆိုလို့ရှိရင်ပုံဆိုးတယ်ပုဒုဆိုလို့ရှိရင်တလောက်ဝင်ဒီကောင်ပိန်း90လောက်ရှိတယ်မယ်နော်ဒီကောင်ကအလှခဏလေးနဲ့များတယ်ဆိုတော့ပိန်း90လောက်ကတော့အသာလေးပဲတလောက်ပုဒုကတော့ ဒီနေ့ကောင်ကပရာဟိတလွယ်ပြီးတော့ကျန်တဲ့အလုပ်ဘာအလုပ်မှလုပ်တတ်မှာတော့မထင်ဘူးเนาะပရာဟိတပတ်စံရတော့ပရာဟိတကိုပဲမဲသိပ်ပြီးတော့လုပ်နေတယ်ဒီကောင်နေနောက်3-4နှစ်အတွင်းမှာကိုဘာရှင်နဲ့ပူတူတို့ကားစီတော့မှာကာကာပရာဟိတရတဲ့ပတ်စံနဲ့ကားစီတော့မှာဒီကောင်နေပြီးတော့ဒီနေ့ကောင်ကအလူမွေတွေကိုသူတို့ရဲ့မရှိတဲ့အမျိုးတွေကိုလူတာများတယ်သူတို့မရှိတဲ့အမျိုးတွေကိုလူတယ်ပတ်စံတော်ုံနဲ့အခုဆိုရင်ခမရတော့သိမှာတော့မဟုတ်ဘူးပူတူဆိုလို့ရှိရင်ဒီကောင်ရန်ကုန်မှာတော့တိုက်ခန်းဝင်ထားပြီဒါပေမဲ့ခမရတော့မသိလောက်ပါဘူးတိုက်ခန်းဝင်ထားဆိုတာကတော့ ုလူတိုက်ခန်းဝင်ထားပြီးပြီပရာဟိတရတဲ့အလူငွေတွေနဲ့မုတ်ဖိုးတွေနဲ့တိုက်ခန်းဝင်ထားပြီးပြီပရာဟိတလုတ်တဲ့ကောင်တွေဘာကြောင့်ပရာဟိတလုတ်လဲဆိုတာဒီလောက်ဆိုတော့ဘောပေါက်မှာပါဒီကောင်တွေပတ်ဆိုင်ရလို့လုတ်နေတာပတ်ဆက်မရဘူးသူကမလုတ်ဘူးသူတို့အလုတ်ကိုပြစ်ပြီးတော့ပရာဟိတကဘာမှမလုတ်ဘူးပတ်ဆိုင်ရလို့လုတ်နေတာကုတုနဲ့ကိုပါရှိကဒီကောင်တွေကပတ်ဆိုင်အလူကန်လို့ရှိရင်အလူရှင်နာမည်ပဲတော့မပြောဘူးဒီအောင်လေးအလူရှင်လိုအပ်တဲ့နေရာမှာရော့30 30 30အဲ့လိုပဲပြီးတာအလူရှင်နာမည်မပြောဘူးဘာကြောင့်လဲသိလား အမေခင်ဗျားတို့ကိုယ့်အောင်စဉ်းစားဖို့ဘာကြောင့်လဲဆိုတာအရှုပ်ရည်နဲ့တူလားလို့လေဒီလောက်ဆိုရင်တော့တဘောပေါက်မှတ်ထင်တယ်ပရာဟိတလုပ်တဲ့လူတွေဘာကြောင့်ပရာဟိတလုပ်ရလဲဆိုတာနော်ဒီလောက်ပဲပြောချင်တယ်ဒီလောက်ပဲပြောချင်တယ်ဒဲ့ကြီးတွေပြောတာနော်ဒီတစ်ခါပဲတွေ့ဘူးပါသေးတယ်ဒီလိုမျိုးဒဲ့ပြောတဲ့သူကိုအမှန်နဲ့မှားတယ်ကျွန်တော်ပြောချင်တာမဟုတ်ဘူးနော်အဲ့တော့ဒီဘဲဘဲနဲ့တူတယ်ဟိုတစ်ခေါက်ကလည်းຫນွယ်ပိုးအိမ်နဲ့ပတ်သက်ပြီးတော့ပြောထားတာလိုင်းပေါ်မှာအဲ့တော့ဒီဘဲကအတန်းရှင်းလိုချင်တာပဲလားနာမည်ကြီးချင်တာပဲလားတော့မသိဘူးဗျအဲ့တော့ ်။သူကဒဲ့တွေပဲ live fight နေလို့ကျွန်တော်ထင်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကရခင်ရှင်တွေကပြန်ရှင်းပြထားတာမျိုးတော့မတွေ့ရဘူး။တော့မှန်တယ်မှားတယ်ဆိုတာထက်ကျွန်တော် viewer တွေလည်းမတိလိုက်မရှိအောင်ပြန်ပြီးတင်များခြင်းသာဖြစ်ပါတယ်။အဲ့တော့မှန်တယ်မှားတယ်ဝေဖန်နေရမယ့်ကိစ္စလည်းမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ pride လောက်ပြီးဆိုကြိုက်တဲ့သူလည်းရှိသလိုမကြိုက်တဲ့သူတွေလည်းရှိမှာပေါ့။အဲ့တော့ကြိုက်တာတွေကြီးပဲပြတာမျိုးမဟုတ်ဘဲနဲ့ဒီမျိုးမကြိုက်တဲ့သူတွေလည်းရှိပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော် channel မှာပြန်လည်ဝေမျှလိုက်ရခြင်းသာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်းထုံးစံအတိုင်းပဲ like and subscribe လေးလုပ်ပေးခဲ့ကြပါဦးဗျာကျေးဇူးတင်ပါတယ်